2025ခုနှစ်အတွင်းတိလဝအထူးစည်းဝိုင်းဆောင်အတွင်းရင်းနှီးမြှုပ်နှံလုံခြုံနိုင်ဖို့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်နှစ်ခုတင်ပြထားရလို့သိရပါတယ်။2021ခုနှစ်ကနေ2024ခုနှစ်အထိကာလအတွင်းဒေလဝအထူးစည်းဝိုင်းဆောင်အတွင်းနိုင်ငံခြားယင်းနှမြုံနယ်မှုဒေါ်လာတန်150ထပ်တိုးလာတယ်လို့သိရပါတယ်။ တိလဝအထူးစည်းဝေးဆောင်မှလက်ရှိအချိန်အထိနိုင်ငံပေါင်း20ခုကကုမ္ပဏီပေါင်း118ခုကစုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာ1.2ဘီလီယံကျော်လာရောက်ရင်းနှီးမြှုပ်နှံထားပြီးအလုံးကင်ပေါင်း15000ကျော်ဖန်တီးပေးထားတယ်လို့သိရပါဗျာ။ တိလဝါထူးစည်းဝိုင်းဆောင်မှာ2015ခုနှစ်စက်တဘာလအတွင်းစတင်ဖွင့်လှစ်ခဲ့ပြီးတဲ့နောက်နိုင်ငံတကာကလုပ်ငန်းရှင်တွေဝင်ရောက်လုပ်ကိုင်လျက်ရှိရာ2019-2020ခုနှစ်အတွင်းကိုဗစ် -19 ကရောဂါဖြစ်ပွားတာကြောင့်လုပ်ငန်းတချို့ရပ်ဆိုင်းမှုတွေရှိခဲ့ကြောင်းနဲ့2021ခုနှစ်နိုင်ငံရေးအပြောင်းလဲဖြစ်ပွားပြီးတဲ့နောက်တိလဝါထူးစည်းဝိုင်းဆောင်အတွင်းမှာရှိတဲ့လုပ်ငန်းတွေရဲ့ရာခိုင်နှုန်း80%ခန့်လုပ်ငန်းရပ်ဆိုင်သွားခဲ့တယ်လို့သိရပါတယ်။အဲနောက်သီလဝါထူးစည်းဝိုင်းဆောင်စီမံခန့်ခွဲမှုကော်မတီကိုပြန်လည်ဖွဲ့စည်းပြီးလုပ်ငန်းတွေပြန်လည်စတင်နိုင်ရေးဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ အဲ့လိုဆောင်ရွက်ရမှာတေလဝအထူးစည်းဝါးရေးဆောင်စီမံခန့်ခွဲမှုကော်မတီအနေနဲ့လုပ်ငန်းရည်တည်နေတဲ့စက်ရုံတွေပြန်လည်စတင်ရေးဆောင်ရွက်ပေးဖို့လုပ်ငန်းရည်တက်မှုအလားအလာရှိနေတဲ့စက်ရုံတွေရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းဆောင်ရွက်ပေးဖို့နဲ့ရင်းနှီးမြှုပ်နှံမှုအသစ်တွေရရှိရေးအဓိကထားဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ဒီလိုအကောင့်ထဲပေါ်ဆောင်ရွက်ရမှာနိုင်ငံတော်ရဲ့မူအတိုင်းဆောင်ရွက်ရင်ဥပဒေနဲ့အညီဆောင်ရွက်ရင်လုံထုံးလုံနည်းတွေအတိုင်းဆောင်ရွက်ရင် အထူးစီးပွားရေးဆောင်အတွင်းမှာရှိတဲ့ကုမ္ပဏီတွေမှာခွဲခြားဆက်ဆံမှုမပြုရေးနဲ့လုပ်ငန်းအလုံးအဂတိကင်းရှင်ရေးမူဝါဒတွေချမှတ်ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။2025ခုနှစ်ဧပြီလကုန်အထိတိလဝအထူးစီးပွားရေးဆောင်မှာနိုင်ငံခြားယင်းနှိမ့်မြှုပ်နှံမှုဒေါ်လာ 2249တန်းကျော်ရှိပြီးစုစုပေါင်းနိုင်ငံခြားယင်းနှိမ့်မြုပ်နှံမှုပမာဏရဲ့2.3ရာခိုင်နှုန်းရှိတယ်လို့ယင်းနှိမ့်မြုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကနေသိရပါဗျ။တေလဝါထူးစီဝိုင်းဆောင်အတွင်းယင်းနှိမ့်မြုပ်နှံမှုလုပ်ငန်းတွေကိုအထူးစီဝိုင်းဆောင်ဥပဒေအရခွင့်ပြုပေးထားတာဖြစ်တယ်လို့သိရပါဗျ။